ယောဂီသူတော်စင်များအလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဦးစင်ရဲ့ဆွေတော်မျိုးတော်များအလုံးဦးစင်ကတော့ဣတေတိဆရာတော်ပါ။ဦးစင်တို့ဆွေတော်မျိုးတော်များဆိုတာဦးစင်နဲ့တူမှာပေါ့။ဦးစင်ကတော်တော်လေးခေါင်းမာတတ်တယ် ်အင်ကျော်တင်းတယ်အကျော်တင်းတယ်ကြောမယ်ဆိုရင်ဘလိုမျိုးလဲဆိုတော့တော်ယုံလောက်နဲ့လာပြောလို့မရဘူးဦးစင်းကိုတော်ယုံလောက်လာပြောလို့ကတော့လက်မခံဘူးပြန်ပြီးတော့ complain ပတ်တာအဲ့လိုတက်တက်တဲ့သဘောရှိတယ်အခုလဲဦးစင်းရဲ့ဆွေတော်မျိုးတော်များနဲ့ဦးစင်းနဲ့တူမှာပေါ့အဲ့ဒီဆရာတော်တွေ တရားဟောတယ်ဘောသဘောမှာအဲ့ဒါဘလို့သဘောလေးဆိုတာကိုကအကေခံပြီးတော့နားထောင်တတ်တယ်အဲ့ဒါဝတိပါနေတာပေါ့အိုးတန်တရာ lesson တရားနေကနေဟိုကဒီဆရာတော်မှာဒီဟာလေးတခုကိုဒီလိုပြောခင်းဘလောက်များပြေဆုံးလိုက်မလဲကိုတော့စိတ်ထေကဆရာလုံးနေသေးတယ်ဓမ္မကတိကတွေကိုအဲ့လိုမျိုး ကျော်တင်းနေပေါ့ငောင်းမာတယ်လို့ပြောရမှာပေါ့ခုလေဦးစင်းရဲ့ဆွေတော်မျိုးတော်များဆိုရင်နေနေနားထောင်ကြည့်တာပေါ့နော်အဲလိုအပ်တာလေးရှိရင်လဲဖြည့်စွပြီးတော့မှပြောကြပေါ့ကွန်မန့်ဒီမှာနော်ဒါတော့အခုခေတ်မှာကတော့ဒါဘာဝနာယူကခေတ်ပေါ့လေအရင်တော့ဒါနာယူကခေတ်ဆိုတာဒါနာပြုလုပ်တဲ့ခေတ်သီလယူကခေတ်ဆိုတာသီလတွေကြီးပဲစောက်တည်တဲ့ခေတ် အခုဘာဝနာယူကခေဆိုတာဘာဝနာကြီးပဲပေါ်များရတဲ့ခေဘာဝနာဘာကြောင့်ပေါ်တာပါလဲအဓိကလိုရင်းကတော့စိတ်ကိုထိန်းချောင်းတာပေါ့ဥစဉ်တို့ဘယ်မှာနေလဲဘယ်မှာတည်င်းသုံးလဲကြောင်းမှာတည်င်းသုံးတယ်ကြောင်းဆိုတာဘာလို့တာလဲစိတ်ကိုထိန်းချောင်းတဲ့နေရာစိတ်ကိုဘာလို့ထိန်းချောင်းတာလဲ စိတ်ကိုထိမကြောက်ရင်တောင်ရောက်မြောက်ရောက်ရောက်မှာပေါ့တဏမင်းကြီးနဲ့ပေါက်နေမှာပေါ့အဲ့ဒီစိတ်ကနော်အသေးဝနာစဘာလာနဲ့ပန္ဒိတာနင်းစသေဝနာဆိုတာဒါကိုပြောတာပညာရှိသဒ္ဓါတရားဟိုပေါင်းနော်လူမိုက်ဆိုတဲ့တဏမင်းကြီးနဲ့မပေါက်နဲ့မြတ်စွာဘုရားအဲ့ဒါမင်္ဂလာတရားပဲအခုခင်မှာဆိုဘလောက်လွေလေနော် ဆရာတော်ကြီးတွေတောင်မှ သရှင်တွေရေးဆက်ပြီးတော့ဒါအဆိုတော်တွေဆိုထားရတာရှိတယ်ပေါ့။မလဲမျက်လုံးတကားဖွင့်ထားခိုက်မှာလို့ပေါ့။အစင်ယုံမျိုးဝင်းတိုးတိုင်လာသူကမျက်လုံးတကားဖွင့်ထားတဲ့အခါဘာပဲဝင်တိုင်းမလဲ။အစင်တွေပဲဝင်တိုင်းမှာငါသူတပတ်ယောက်ျားမိမပုဂ္ဂိုလ်သတ္တဝါတိုက်တာမဟုတ်ဘူး။အစင်းတွေကဝင်တိုင်းမှာ ဒါပဲဒါမြင်သီးစိတ်များထင်ရှားဖြစ်ပေါ်ဒါမြင်သီးစိတ်တွေထင်ရှားဖြစ်ပေါ်ပါတယ်ငါမရှိဘဲအယူလွေးဒိဋ္ဌိသာအဲ့ဒါငါမရှိဘဲနဲ့ငါမြင်နေတယ်လို့ထင်တာဒီဒိဋ္ဌိပါပဲတဲ့နော်ဘာကြောင့်ဒိဋ္ဌိဖြစ်တာလဲဆိုတော့အမှန်ကိုမသိတာကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တာပေါ့အမှန်ကိုသိတာကို မ္မာဒိဋ္ဌိပေါ့အဲ့လိုမျိုးဒါနှရွက်နာပေါတကားပွင့်တာခိုင်မှာအသင်ယုံမျိုးဝင်တူးတိုင်လာသူကနာတကားပွင့်တာတဲ့အခါမှာအသင်ယုတ်တွေကဝင်တိုက်တာပါတဲ့ငါအမေအသင်ငါအဖေအသင်အဲ့လိုဝင်တိုက်တာမဟုတ်ပါဘူးတဲ့အသင်ယုံမျိုးဝင်တူးတိုက်တာပါတဲ့အသင်ဆိုတာယုတ်တရားပါတဲ့ ဝင်တိုးတိုက်လာကြာသည်စိတ်များထင်ရှားဖြစ်ပေါ်ဆိုတော့ကြာသည်စိတ်တွေဖြစ်ပေါ်တာပါတဲ့ငါမရှိပါဘူးတဲ့ငါမရှိပဲအယူလွေးဒိဋ္ဌိသာအဲ့ဒါနဲ့ကိုကပညာရှိသူတော်ကောင်းကိုဘလို့တိုက်တာလေးဆိုတော့เนาะဒီလူဟာနေပုံတိုင်းပုံပြောပုံဆိုပုံတွေဟာတဏှာလက်ကနေလွတ်နေပြီလား တဏှာကြီးအငွေအသက်တွေပါနေလားအဲ့ဒါနဲ့တိုင်းတာပါလေနော်ဟိုမှာညံ့မြဲလုံးပွင့်နေသူကညံ့မြဲလုံးမပွင့်နေသူတွေကိုဘလို့မြင်ရလဲညံ့မြဲလုံးမပွင့်နေသူကသူ့ဟာနဲ့သူရှုပ်နေတာသူ့ဟာနဲ့သူရံပြင်းနေတာသူ့ဟာနဲ့သူတိုင်ပတ်နေတာတကယ်တမ်းဆိုရင်သူများနဲ့ရံပြင်းနေတယ်လို့ပြောရပေမဲ့ ါသူရဲ့စိတ်အကြောင်းတရားအကြောင်းအကျိုးတရားခံနေရတာလေအဲ့ဒါနဲ့သူတယောက်တည်းရံဖြစ်နေတာသူအကြောင်းလေးမသိအကျိုးလေးမသိတဲ့အခါကျတော့လုံလေလိုက်နေတာပေါ့အဲ့ဒါဆိုရင်သူအကြောင်းအကျိုးကို မသိသေးဘူးဒီလူကတော့အကြောင်းအကျိုးကိုနားလေပြီဒီလူကတော့တဏအငွေအသက်တွေပါနေတယ်ဒီလူကတော့ဖြင့်တဏအငွေအသက်ကကင်းလွတ်နေပြီအပြူအမူအနေထိုင် အပြောအဆို တွေကိုကြည်ဒါနဲ့ဒါတနာလက်ကလွတ်နေပြီဒါတနာရဲ့အုပ်ချုပ်မှုအောက်မှာရှိနေသေးတယ်ဆိုတာကို အထင်သာကြီးသိနိုင်တာပေါ့နော်ဘလို့မျိုးပါလဲဘုရားဆိုတော့အရိယာသူတော်ကောင်းဖြစ်ဖို့အတွက်ကိုတို့ကတနာကိုလေးပုံတပုံပိသက်နိုင်တာကို သောတာပန်လို့ခေါ်တာကိုတနာရဲ့လေးပုံနှစ်ပုံပိသက်နိုင်တာကို သကဒါကံလို့ခေါ်တာကိုတဏှာရေး၄ဘုံ၃ဘုံပေသက်နိုင်တာကို အနာကံပေါ့တဏှာရေး၄ဘုံလုံးပေသက်နိုင်တာကို